TV မှာပါဝင်မိတဲ့ကိစ္စကြောင့်လည်းအီချီကိုနဲ့အပေါင်းပါတွေလည်းဆရာခိုင်ချီနဲ့ရဲ့အကြီးကျယ်စုချင်းကိုခံနေရပါတော့တယ်။ရူကီယာကတော့ဆရာကိုငိုပြီးတောင်းပန်နေတော့မှပဲဆရာရဲ့အလစ်မှာတော့အီချီကိုတို့အဖွဲကထွက်ပြေးလာခဲ့ပါတယ်။ဒီလိုနဲ့အီချီကိုတို့တွေထွက်ပြေးလာပြီးတဲ့နောက်မှာတော့ရူကီယာရဲ့ဖုံးမှာဟော်လိုအချက်ပြတံဟာမိလာခဲ့ပါတယ်။ရူကီယာလည်းတငယ်ချင်းတွေရှိနေတဲ့အတွက်ကြောင့်အီချီကိုကိုပြောစရာရှိရလို့ဆိုတာဟော်လိုရှိရနေရစီကိုပြေးထွက်လာခဲ့ကြပါတယ်။သူတို့ရဲ့တငယ်ချင်းတွေကတော့အဖြစ်မှန်ကိုမသိရကြအောင်အီချီကိုနဲ့ဖြူခီယာတို့ကကြိုက်နေကြတာလားလို့အထင်မှားပြီးတော့ကြံနေခဲ့ကြပါရဲ့။ဒါပေမဲ့အီချီကိုနဲ့ဖြူခီယာတို့ဟောလို ့ချက်ပြတဲ့နေရာကိုရောက်သွားကြတဲ့အခါမှာတော့ဟော်လိုကိုတွေ့ရမယ့်အစားတမန်ဝင်းကြီးဟိုးတကောင်ကိုဒါတွေ့လိုက်ရပါတယ်။ Ichigo လည်းဟော်လိုကောင်ကိုမတွေ့ရတာကြောင့်ဒေါသထွက်ပြီးဝင်းကြီးလေးကိုပဲသူတို့မရောက်ခင်မှာတုန်းကဘာမြင်လိုက်တိလဲလို့ဆိုကမိလိုက်ပါတယ်။ဝင်းကြီးလေးကတော့အဲ့ချင်တို့ကသူဟာကြောက်လန့်နေတဲ့အတွက်ကြောင့်မလို့မျိုးလုံးပိတ်ထားရတာမလို့ဘာမှမြင်ခဲ့ရဘူးလို့ဒါပြန်ပြောပြလိုက်ပါတယ်။ Ichigo နဲ့ Fukiya တို့တွေရဲ့လောက်ရွှေကိုចောင်းဆောင်အပေါ်ထဲမှာတော့စောင့်ကြည့်နေခဲ့တဲ့သုံးတယောက်လည်းရှိနေခဲ့ပါတယ်။ဒီလိုနဲ့ Ichigo လည်း Fukiya ရဲ့ဝင်းကြီးဖေချာကပြတ်နေတဲ့ထင်ပြီးကြည်ပေးမဲ့သူကိုဆက်တွေ့နေချိန်မှာပဲနောက်ထပ်ဟော်လိုအချက်ပြတံမီလာခဲ့ပါတယ်။ Fukiya လည်း Ichigo ကို ပြေးသွားခော့ပြီးတော့ဟောလို့ရှိရနေရကိုထပ်သွားဖို့ပြင်နေခဲ့ကြပါတယ်။ဒါကိုမင်းနဲ့တငယ်ချင်းစုကတော့တုံးနှစ်ယောက်ရဲ့အကြောင်းကိုမသိရကြဘူး။ယူကီယာနဲ့အချီကိုတို့ကတွဲနေကြတဲ့လူကိုထင်ကုန်ကြပါပြီ။ဒီလိုနဲ့ယူကီယာတို့လည်းစိတ်ပြတ်ပြီးပြန်ဖို့ပြင်နေကြချိန်မှာပဲသူတို့အရှိကိုလူတစ်ယောက်ခါပေါ်လာခဲ့ပါတယ်။သူတို့ကတော့တုံးနှစ်ယောက်ရဲ့နာမည်ကိုသိနေရတဲ့အပြင်တင်မင်းတမန်ဆိုတာကိုလည်းသိနေခဲ့ပါတယ်။ အဲ့ဒီမှာပဲဘူကီယာစီမှာနောက်ထပ်ဟောလိုအချက်ပြတန်ထပ်မိလာခဲ့ပြီးဟောလိုတကောင်ကလည်းတခြားတစ်ဖက်ကနေခုံထွက်လာခဲ့ပါရဲ့အီချီကိုရဲ့ဘူကီယာလည်းဟောလိုကိုငေးကြည့်နေတော့မှပဲထိုလူရဲ့လက်မှာအပြောင်းစွမ်းရင်ထွက်ပေါ်လာခဲ့ပြီးဟောလိုဟာလည်းတစ်ချက်ထင်းနဲ့ပျောက်ကွယ်သွားပါတော့ဟဲ့အီချီကိုကမင်းကဘာကောင်လဲလို့မေးလိုက်ချိန်မှာတော့ထိုသူဟာအီချီတာယူအာယူလို့ခေါ်တဲ့ Quincy တယောက်လို့ပြန်ဖြေလိုက်ပြီးတော့သူဟာတင်မင်းသမန်တွေကိုမုန်းတယ်လို့လည်းဆိုပါရဲ့ဒီလိုနဲ့အီချီကိုလည်းကြောင်းကန်းနဲ့ပြန်ရောက်လာခဲ့ပြီးအီချီတာရဲ့အကြောင်းကိုပဲပြန်တွေးနေမိကအီချီတာရဲ့နာမည်ကိုပါဇက်ကနေထုတ်ပြောမိသွားခဲ့ပါရဲ့အဲ့ဒီမှာပဲအော်ယူဟီမတ်တယောက်အီချီကိုအနောက်မှာရောက်နေခဲ့ရကြ ောင်အီရှိတာဆိုတဲ့နာမည်ကိုကြားသွားခဲ့ပြီးအီရှိတာ URU ကိုပြောနေရတယ်လို့မေးလိုက်ပါရယ်အီရှိကိုကအီရှိတာကိုသိနေရတယ်လို့အိုဟီမက်ကိုပြန်မေးခဲ့ပါရယ် အိုဟီမေရဲ့ပြပြချက်အရအီချီကိုနဲ့အီချီတာဟာကျောင်းဝင်လက်မှုပညာကလကဆိုတာကိုတည်သွားခဲ့ရပါပြီ။အဲဒီနောက်မှာတော့အီချီကိုနဲ့အိုဟီမေဟာလက်မှုပညာအခန်းကိုသွားပြီးအီချီတာကိုအခန်းပေါက်ကနေချောင်းကြည့်နေခဲ့ကြပါရဲ့။အီချီတာကတော့အေးအေးဆေးဆေးစာဖတ်နေခဲ့ပေမယ့်အခန်းပေါက်တငငယ်ချင်းတယောက်ရောက်လာပြီးသူ့ရဲ့ပြင်းနေတဲ့အရှုပ်လေးကိုချုပ်ခိုင်းခဲ့ပါရဲ့။အီချီတာလည်းသူ့ရဲ့အိတ်ထဲကနေဘူးတပူးကိုထုတ်လိုက်ပြီးဘူးတဲ့ကအနဲ့သူ့ရဲ့လက်မှုပညာစွမ်းရည်ကိုပြသလိုက်ပါရဲ့။ကျောင်းကပြန်မှာတော့အီချီကိုတယောက်အီချီတာရဲ့အနောက်ကနေလိုက်လာပြီးတော့အီချီတာရဲ့လှုပ်ရှားမှုတွေကိုလိုက်ချောင်းနေခဲ့ရပါပြီ။အခုဒီထားမိတဲ့အီချီတာကလည်းတွားနေခြင်းနဲ့ ခဏရက်ကအိတ်တိလိုက်လာမလို့လားခူစကီအီချီကိုလိုပြလိုက်ပါတော့ရဲ့ ဒီလိုနဲ့အီချီကိုလည်းပုံနေရကနေထွက်လာပြီးစကားပြောကြတဲ့အခါတယောက်နဲ့တယောက်စကားအခြေအနေတွေဖြစ်ကုန်ကြပါတော့။အဲ့အချိန်မှာပဲအီချီတာကစပြီးတော့တိုးတိုးနှစ်ယောက်မှဘသူကပိုတန်မာလဲဆိုတာရှင်ရအောင်လို့ဆိုကအီချီကိုစတင်စိတ်ခေါ်လိုက်ပါရဲ့။အီချီကိုကတော့မင်းဘာသာတင်မင်းသမန်တွေကိုမုံတာငါနဲ့မဆိုင်ဘူးလို့ဆိုကရှောင်ထွက်သွားပြီးလှည့်ပြန်ခဲ့ပါရဲ့။အီချီတာကအီချီကိုကယူခိယာရဲ့အမိကိုနာခံနေရတာကြောင့်ငါနဲ့ရှင်မတိုက်ရဲတာမလားလို့မခံချင်အောင်လှမ်းပြောလိုက်ပါရဲ့။တစ်ဖက်မှာလည်းယူခိယာတယောက်ဥရဟာရာကိုတွားရှာနေပြီးကွင်စီအချောင်းကိုမိနေခဲ့ပါရဲ့။ဥရဟာရာကတော့ကွင်စီဆိုတာဟာဟိုးရင်တုန်းကကမ္ဘာအနှံ့မှာရှိခဲ့ပူတဲ့မျိုး နှစ်ရည်ဖြစ်ကြပြီးတော့ holiday ကိုနှိမ်နင်းရမှာလေအလွန်ကျွမ်းကျင်ခဲ့ကြတယ်ဒါပေမဲ့လွန်ခဲ့တဲ့နှစ်နှစ်ရလောက်ကစပြီး Quincy မျိုးနွယ်တွေကတဖြည်းဖြည်းမျိုးသုံးပြောက်ကွယ်သွားခဲ့ကြတယ်တမင်းတမန်တွေလိုမျိုးပဲ Quincy တွေဟာလည်း holiday ကိုအထူးကခြားပြီးနှိမ်နင်းကြတယ်မျိုးနွယ်တစ်ခုချမတူတာတစ်ခုကတော့တမင်းတမန်တွေဟာ holiday ကို sample ကုတူနဲ့တက်ခိုက်ပြီးတော့ Quincy တွေကတော့ holiday ကိုဖျက်ဆီးပြီးတက်ပြစ်ကြတာပါ Quincy တွေရဲ့ယုံကြည်ချက်ကတော့သူတို့ရဲ့မိသားစုမိတ်ဆွေတွေကိုတက်ပြစ်တဲ့ holiday ကိုငြိမ်းချမ်းတဲ့ဝိညာဉ်အဖွဲ့အစည်းစီမှာပို့ပေးချင်တာပဲလို့ Uehara ကဆိုပါတယ်ဒါကြောင့်သူတို့တွေဟာ holiday ကိုအမြဲတက်ပြစ်ပြီးရဲဘော်တွေအတွက် လက်စားချေပေးတယ်လို့ယုံကြည်နေခဲ့ကြတယ်။အဲ့ဒီယုံကြည်ချက်ကြောင့်ပဲခွင်စီတွေကပျက်စီးခဲ့ရတာဖြစ်တယ်လို့လည်းဦးအာဟာရကခုချီကီယူကီယာကိုရှင်းပြနေခဲ့ပါတယ်။ အချီကိုတယောက်လဲအချီဒါရဲ့စိန်ခေါ်မှုကိုလက်ခံလိုက်ကခွန်ကိုအိတ်သေးကနေထုတ်လိုက်ပါတော့ယ်ခွန်ကတော့အချီကိုကိုမလုပ်ဖို့ကြားနေခဲ့ပေမဲ့အချီကိုတယောက်ကတော့တမင်တမန်ဖြစ်ပြောင်းအောင်အလုပ်ဆိုကစီလုံးလေးကိုထုတ်ပြီးမျိုးချလိုက်ပါယ်အချီကိုတယောက်လဲတမင်တမန်ဖြစ်ပြောင်းလဲပြီးသွားတာနဲ့အချီဒါကိုပြိုင်ပွဲစီးမြင့်နေရှိတာလို့မေးလိုက်ပါယ်အချီဒါကတော့စီလုံးလုံးထုတ်ပြလိုက်ပြီးဂျာကဟော်လိုရီရဲ့အစာပဲဒါကိုဖျက်ဆီးလိုက်ရင်ဟော်လိုရီလည်းထွက်ပေါ်လာလိမ့်မယ်လို့ဆိုပါယ်ပြိုင်ပွဲကတော့ဘသူကမဆိုတက်နိုင်ပြီးတော့24နာရီတွင်ဟော်လိုအများဆုံးတက်နိုင်တဲ့သူကအနိုင်ရမယ်လို့အချီကိုပြလိုက်ပါယ်ဒီစကားတွေကိုကြားလိုက်ရတဲ့အချီကိုကတော့မြို့သူမြို့သားတွေ တွက်ဆုပ်ရိပ်နေခဲ့ပြီးတဟမင်းနဲ့ငါရဲ့တိုက်ပွဲပဲလို့ဆိုပါရယ်ဒါပေမဲ့အီရှီတာကတော့ဟော်လိုအကုံလုံးကိုငါတပ်ပစ်နိုင်တဲ့မင်းကိုတိုင်နဲ့မြို့ကိုကာကွယ်နိုင်မယ်လို့ယုံကြည်ရင်ဒီစိန်ခေါ်မှုကိုလက်ခံတင်တယ်လို့ပြန်ပြောလိုက်ပြီးတော့လက်ထက်ကစေလုံးကိုချက်ချင်းပဲဖျက်ဆီးလိုက်ပါတော့ယ်စေလုံးကိုဖျက်ဆီးပြီးတာနဲ့ကောင်းငင်ကနဲ့ခြေလောင်တန်ကြီးနဲ့အတူပထမဆုံးဟော်လိုတကောင်ဟာပေါ်ချွတ်လို့လာခဲ့ပါပြီဒီမင်းကိုကိုမြင်လိုက်ရတဲ့အီချီကိုတယောက်ကတော့ဒေါ်တာအတော်ထွက်သွားကအီရှီတာရဲ့အင်ကြီးကိုဆွဲလိုက်ပြီးမြေပြင်ပေါ်အမှောက်တိုက်ပေးလိုက်ပါရယ်အဲနောက်မှာတော့ဘာကြောင့်ဒါလိုလုပ်ရရတယ်လို့အီရှီတာကိုဒေါ်တာရွေနဲ့အော်ဟစ်မေးမြန်းနေခဲ့ပါရယ်အီရှီတာကတော့တိတ်မကြခင်မှာပဲမြို့ဟာဟော်လို လိုကောင်ရင်နဲ့ပြည်နေတော့မှာဖြစ်တာကြောင့်အခုဒီလိုလေးလုံးနေဖို့အချိန်မရှိဘူးမင်းရဲ့ရှိရချက်ကဟော်လိုကောင်ရင်စီကနေမြူသားတွေကိုကာကွယ်ပေးနိုင်ဖို့ပဲမှတ်လာလို့သွေးအေးနဲ့ပဲပြန်ဖြေခဲ့ပါတယ်အီချီကိုအနေနဲ့လည်းဘာမှမတနိုင်တာကြောင့်အီချီတက်ကိုလွှတ်ပေးလိုက်ပြီးဟော်လိုတွေကိုစတင်တိုက်ခိုက်ဖို့ပြင်နေခဲ့ရပါပြီအီချီတက်ကတော့ဟော်လိုကောင်ရင်ကမြန်မာရဲ့ဝင်းကြီးစွမ်းရှိတဲ့သူတွေကိုဥတီတိုက်ခိုက်လေးရှိကြောင်းပြောလိုက်ပါတယ်ဒီစကားတွေကိုကြားလိုက်ရတဲ့အီချီကိုလည်းဝင်းကြီးစွမ်းမြန်မာရဲ့ညီမလေးတွေဖြစ်ကြတဲ့ view scene ကာမရာတွေကိုစိုးရင်သွားပြီးတော့ကာကွယ်ဖို့အပြေးထွက်သွားခဲ့ပါတော့ဒါကိုအီချီတက်ကတော့ရချိနေခဲ့ပြီးတော့မင်းအတွက်တော့စိုးရင်စရာမရှိပါဘူးငါကဟော်လိုကောင်ရင်အားလုံးကို တက်ပြစ်မှာမင်းကတော့အားနေတဲ့တင်မင်းတမန်တယောက်ဆိုတာတည်သွားစေရမယ်လို့ပြောနေခဲ့ပါတယ်။တစ်ဖက်မှာတော့တက်ဆူကီတယောက်ကသူစနေရတဲ့ကိုမြင်တွေ့နေရအောင်စိတ်ရှုပ်လို့နေခဲ့ပါတယ်။ အဲ့အချိန်မှာပဲအိုဝီဟီမဲလက်တဆူကီစီရောက်လာခဲ့ပါတယ်။အိုဝီဟီမဲကိုမြင်ရတဲ့အချိန်မှာတော့တဆူကီတယောက်အိုဝီဟီမဲရဲ့အိမ်ကိုသွားခဲ့တဲ့နေ့ကိုပြန်အမှတ်ရသွားခဲ့ပါတယ်။အိုဝီဟီမဲအိမ်မှာတော့ကတဆူကီတယောက်အယံနာခြင်းနဲ့ခံစားမှုကိုခံစားခဲ့ရပြီးဘူခီယာနဲ့တူတဲ့တူကိုလည်းတွေ့ခဲ့ရတယ်လို့အိမ်မက်မခဲ့တာပါ။အိုဝီဟီမဲကိုမင်းမြန်ကြည့်တဲ့အခါမှာလည်းတဆူကီလိုပဲအလားတူအိမ်မက်ကိုမက်ခဲ့ရလို့သာပြန်ပြောခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းကစပြီးတဆူကီတယောက်ထူးဆန်းတဲ့အရာတွေကိုစတင်မြင်တွေ့လာခဲ့ရတာပဲဖြစ်ပါတယ်။အခုလည်းအိုဝီဟီမဲကိုကြည့်နေပေမဲ့သူ့ရဲ့မျက်လုံးထဲမှာတော့ထူးဆန်းတဲ့ဝိညာဉ်လိုအရာကိုမြင်နေရတာကြောင့်စိတ်ရှုပ်လာပြီးအော်ဟစ်လိုက်ပါတော့။ ယ်အဲ့လို online ရဲ့အချိန်မှာပဲအတန်အချိန်ကြီးတစ်ခုခုကြားလိုက်ရတာကြောင့်တက်ဆူကီတို့လည်းအမြန်သွားကြည့်ခဲ့ကြပါတယ်။ Ohime တယောက်ကတော့ကောင်းကင်ကအမဲရောက်အရေးတစ်ခုစတဲ့တည်ထားပြီးလို့သွားခဲ့ပါပြီ။တစ်ဖက်က Ichi ကိုလည်း holiday ပေါ်လာတဲ့နေရာကိုအပြေးသွားနေခဲ့ပါတယ်။သွားနေတဲ့လမ်းမှာလည်းသူတို့များ holiday အားလုံးကိုဓာတ်နဲ့ခုတ်ဖြတ်နေရင်းနဲ့ပဲညီမလေးခပဲရှိနေတော့မယ့်နေရာကိုစတိုက်တွေးနေခဲ့ရပါတယ်။တစ်ဖက်က Ichi ကတော့ပေါ်လာတဲ့ holiday ကောင်မှန်တဲ့များကိုအပြောင်အမြားနဲ့ပြက်ကတကောင်မိတကောင်တုတ်တင်ရှင်းလို့နေခဲ့ပါတယ်။ ဝီကီယာကတော့ Urahara ကို Quincy အကြောင်းမင်းမျက်နေတုံးမှာပဲဟောလိုအချက်ပြတယ်မြည်လာခဲ့ပါတယ်။ဟောလိုအချက်ပြတယ်မြည်ပြီးခဏလေးအတွင်းမှာပဲပြန်လည်ငြိမ်သက်သွားတာကြောင့် Ichigo တရဟောလိုကိုရှင်းလိုက်ပြီလို့ထင်ပြီးတော်တယ်လို့စိတ်ထဲကချီးကျူးနေတုံးမှာပဲနောက်ထပ်အချက်ပြတန်ဟာထပ်မံမြည်လာခဲ့ပါတယ်။ဝီကီယာလည်းဟောလိုအချက်ပြတဲ့ဝင်းကြီးပေချာကပြက်နေတယ်လို့ထင်ပြီးတခြားချီးကျူးတုံးမှာပဲနောက်ထပ်ဟောလိုအချက်ပြသူတွေကစတိုက်မြည်လာခဲ့ပါတယ်။အချက်ပြနေတဲ့သူဟောလိုတွေရဲ့တင်နီယာတွေကလည်းအများကြီးဖြစ်နေတာကိုတွေ့မြင်နေတာကြောင့်ဝီကီယာတရအတော်လေးအော်လို့တွားခဲ့ပါပြီ။ Ichigo တရလည်းတစ်ချိန်နှဲမှာပဲဟောလိုနှကောင်နဲ့ရင်ဆိုင်နေခဲ့ရပေမဲ့အချိန်ခဏလေးအတွင်းမှာပဲဓာတ်နဲ့အပ ไปไปเพี่อ่ะคบเพียบปเลยไป အဲ့နောက်မှာတော့တနင်္လာပြီးတနင်္လာစတိုက်ပေါ်လာနေတဲ့ဟော်လိုကောက်တွေကိုရှင်းထုတ်နေတဲ့မြန်မာလေးခဝင်ကိုလိုက်ရှာလို့နေခဲ့ပါတယ်။အချီကိုရဲ့တငယ်ချင်း chat ကလည်းသူတငယ်ချင်းတွေနဲ့အပြင်တွားဖို့ပြင်နေတုံးမှာပဲထူးဆန်းတဲ့ခံစားချက်ဖြစ်ပေါ်လာတာကြောင့်ကောင်းကင်ဘော်ကအမဲရောင်အရေးငွေကိုငေးကြည့်နေပြီးခဲ့ပါတယ်။ chat ကတငယ်ချင်းတယောက်ကတော့ chat ကအဖြူမှုကိုစိတ်မရှိဖြစ်တာကြောင့် chat ကိုအော်ဟစ်လိုက်ပါတယ်။အဲ့အချိန်မှာပဲကောင်းကင်ဘော်ကခြေလောင်နဲ့အတန်နဲ့အတူအငွေတွေကမြေပြင်ပေါ်ကိုကျလာခဲ့ပါပြီ။ chat တို့လည်းထူးဆန်းတဲ့ငွေတွေကိုကြည့်နေတုံးမှာပဲအငွေတွေကထွက်ပေါ်လာတဲ့အမဲရောင်အခြေကြီးကို chat တယောက်မြင်လိုက်ရပါတယ်။ဒါကြောင့်မဲ့တငယ်ချင်းတွေကိုပြေဖို့ chat ကတည်းပြေးလိုက်ပြီး chat ချက်ကိုတိုင်းလည်းအငွေ့တွေတဲကရှောင်ထွက်လိုက်ပါတော့။ဒီလိုနဲ့ချက်တစ်ယောက်တခြားတီထားပြီးပြန်လှည့်ချလိုက်တဲ့အခါမှာတော့အမေရောင်အခြေကြီးဟာသူ့ကို OTP လိုက်လာနေတာကိုဒီထားမိသွားခဲ့ပါပြီ။ တဖက်မှာလည်းအချီကိုရဲ့ညမလေးကာရင်ကတော့တငယ်ချင်းနဲ့ဘောလုံးကန်နေခဲ့ပေမဲ့စိတ်ဝင်ပါလာကြောင်းအိမ်ပြန်ဖို့ပြင်နေခဲ့ပါတယ်။အဲ့ဒီမှာပဲ check ပြေးရတာကိုမြင်လိုက်ရတာကြောင့်ဘာလို့ပြေးရတာလဲလို့မြင်လိုက်ပါတယ်။ check လေပြင်းနေရှင်နဲ့နားထဲမှာအတန်ချေကြီးတစ်ခုကိုကြားလိုက်ရတာကြောင့်ကာရင်ကိုခန္ဓာကိုယ်နဲ့ OB ကာကွယ်ပေးလိုက်ရပါတယ်။ကာရင်တယောက်လည်း check ရဲ့အနောက်ကိုလှမ်းကြည့်တဲ့အခါမှာတော့တရွေ့ရွေ့လာနေတဲ့ဟော်လိုကောင်ကြီးကိုမြင်တွေ့လို့သွားခဲ့ပါပြီ။ကာရင်လည်းအတော်လေးကြောက်လန့်သွားပြီးအဲ့ဒါဘာကောင်ကြီးလို့ check ကိုမြင်လိုက်ပါတယ်။ check ကတော့ဘာမှပြန်မပြောပဲဟော်လိုကောင်ရှိနေတဲ့ဘက်ကိုပဲမျက်နှာမူပြီး site ကြည့်လို့နေခဲ့ပါတယ်။ ဟိုလိုကောင်ကြီးကိုမြင်နေရတဲ့ခါဝင်လေအဲကောင်ကြီးလာနေပြီလို့ပြောနေမဲ့ချက်တယောက်ကတော့အမဲရောင်အရှိအနေနဲ့ပဲမြင်နေခဲ့ရပါရဲ့ ဟော်လိုကောင်ကြီးကချက်တုတ်ကိုတိုက်ခိုက်ဖို့လုပ်နေတာကြောင့်ချက်လက်ကရင်ကိုအမြန်ပွေးချီပြီးတော့ရှောင်လိုက်ရပါပြီ။ချက်တုတ်ကိုလွတ်သွားတာကြောင့်စိတ်တုတ်သွားတဲ့ဟော်လိုကောင်ကြီးရဲ့ချက်နှစ်ကရင်ရဲ့ညာဘက်ကနေထပ်တိုက်ခိုက်ဖို့ရှိရွယ်နေခဲ့ပါရဲ့။ဟော်လိုကောင်ကြီးရဲ့လှုပ်ရှားမှုကိုမြင်နေရတဲ့ကရင်ကတော့ချက်ကရဲ့ညာဘက်မှာကိုဒီပိတတာကြောင့်ချက်တယောက်ထပ်ပြီးရှောင်နိုင်သွားခဲ့ပါပြီ။ကရင်ကသူဟာဟော်လိုကြီးကိုမြင်နေရတာကြောင့်ဟော်လိုကောင်ကြီးရဲ့ဥတီတိုက်ခိုက်မှုတွေကိုချက်ရှောင်နိုင်အောင်စတဲ့ပြောပြပေးနေခဲ့ရပါရဲ့။ဒါပေမဲ့လည်းဟော်လိုကောင်ကြီးရဲ့တိုက်ခိုက်ချက်တွေကအရင်ကတည်းကပိုလျင်မြန်လာတာကြောင့်ချက်တယောက်အငိုင်းမိသွားပြီးလွတ်ထွက်သွားခဲ့ပါရဲ့။ဟော်လိုရဲ့တိုက်ခိုက်မှုကိုခံလိုက်ရတဲ့ တဲ့ check ကတော့အတော်လေးအထိနာသွားခဲ့ရပါမယ်။ carbon ၄ခုတော့သူ့ရဲ့ခန္ဓာကိုယ်နဲ့ကာကွယ်ပေးခဲ့တာကြောင့် carbon တရားဝမ်းမဖြစ်သွားခဲ့ပါဘူး။ carbon ရဲ့တငယ်ချင်းတွေလည်း carbon တို့စီရောက်လာတဲ့အချိန်မှာပဲခလေးတွေရဲ့အနောက်မှာတော့ hollow ကောင်ကြီးကမတ်တက်ရက်နေခဲ့ပါရဲ့။ဒါကိုမြင်လိုက်ရတဲ့ carbon ရဲ့သူ့တငယ်ချင်းတွေကိုအမြန်ပြစ်ဖို့အော်ဟစ်နေခဲ့ပေမဲ့တငယ်ချင်းတွေကတော့ခယူးမဆိုင်ခဲ့ကြပါဘူး။ဒီမြင်ကွင်းကြပဲချက်တရားအဖိုးရဲ့ဆုံးမစကားတွေကိုပြန်ချားလာခဲ့ပြီးတော့ခန္ဓာကိုယ်မှာ generator ရဲ့ခွန်အားတွေကိုအကုန်စုစည်းလိုက်ပြီးလဲကျနေရာကနေပြန်ချလာခဲ့ပါပြီ။ချက်လက်ကလေးတွေနောက်ကိုပြေးသွားပြီး hollow ကောင်ကြီးကိုလက်တီးနဲ့ထိုးချလိုက်တဲ့အခါမှာတော့ ဟော်လိုကောင်ကြီးလည်းအဝေးကိုလွတ်ထွက်သွားခဲ့ရပါရဲ့လွတ်ထွက်သွားတဲ့ဟော်လိုကောင်ကြီးလည်းပြန်ချလာနိုင်ခဲ့ပေမဲ့လက်တစ်ဖက်ကတော့ရှိမနေခဲ့တော့ပါဘူးတစ်ဖက်ကထိုးလိုက်တဲ့ချက်ကြီးရဲ့လက်မှာတော့ပုံမှန်လက်မဟုတ်တော့ပဲထူးဆန်းတဲ့လက်ကြီးတစ်ဖက်ကပေါ်ပေါက်လို့လာခဲ့ပါရဲ့ဟော်လိုကောင်ကြီးကတော့အတော်လေးဒေါသထွက်နေခဲ့ပြီးချက်ကိုထပ်တိုက်ခိုက်ဖို့လှုပ်လိုက်ပေမဲ့ချက်ကပဲဟော်လိုကိုထတ်ထိုးချလိုက်ပါတော့ချက်ကလက်တီးချက်ထိသွားတဲ့ဟော်လိုကြီးရဲ့ခန္ဓာကိုယ်လည်းနှစ်ချမ်းကွပ်ပြီးပျောက်ကွယ်သွားခဲ့ရပါပြီ ဟိုလိုကြီးပျောက်ကွယ်သွားတဲ့နောက်မှာတော့ချက်တယောက်လေသူ့ကိုကြည့်နေတဲ့အီချီကွေးညီမလေးခရင်ကိုလက်မထောင်ပြရှင်းနေပဲမြေပြင်ဘက်ကိုလဲကျလို့သွားပါတော့ဧချာလီကတော့ bleach အပိုင်းခုနှစ်ဖြစ်ပြီးအပိုင်းရှစ်ကိုစတဲ့မိနစ်မှသူက like လေးတယောက်ချက်စီနေပြီးတော့ comment ကျွန်တော်မှပေးခဲ့ကြပါဦးချန်ယူလေး subscribe လေးမလိုရတယ်လုပ်ပြီးတွက်ခဲ့ချက်ပါဦးကျေးဇူးများတင်ပါပြကျွန်တော်ကတော့ဆက်မှတ်ပါ